မြန်မာနိုင်ငံအကြောင်းကိုဆက်ရရင်လွန်ခဲ့တဲ့နှစ်45ဆန်းကာလတော့ကစပြီးအိန္ဒိယတိုက်ငယ်ကအာရှတိုက်ကုန်းမကြီးရှိရဘူးတဖြည်းဖြည်းတိုးတက်ဝင်ရောက်လာခဲ့တဲ့ဟိမွေတာတောင်ဖြစ်စဉ်ကြောင့်လွန်ခဲ့တဲ့နှစ်သန်း40ခန့်အရောက်အနောက်ဘက်မြန်မာကုန်းပြည်ဒေသများမြင့်တက်လာခဲ့ပြီးတော့ချင်းတွင်းမြဝမ်းဒေသတချို့မှာအေယာမကဘာဦးတတော်ကြီးတွေပေါ်ပေါက်လာခဲ့ပါတယ်မြမမြေပေါ်မှာတွေ့ရှိရတဲ့အကြောင်းမိသွေးတိုက်တွေရေနံနဲ့သဘာဝတံငွေတွင်နေရတယ် အဲ့ဒီသတ္တဝါကြီးတွေကြောင့်ဖြစ်ပေါ်လာခဲ့တယ်လို့ပညာရှင်များကဆိုကြပါတယ်။အဲ့ဒီအချိန်မှာပုံတောင်ဒေသဟာတက်သီးပင်လယ်ကမ်းရိုးတန်းရဲ့အရှေ့ဘက်မှာတည်ရှိပြီးအစာရေစာပေါ်များတဲ့ကဘာဦးသတ္တဝါကြီးများပေါ့ရောက်ရာမြဝမ်းလွင်ပြင်ဒေသအဖြစ်တည်ရှိနေခဲ့ပါတယ်။မြန်မာနိုင်ငံပုံတောင်ဒေသပုံတောင်ကျောက်လွာစုကနေ1914ခုနှစ်ကနေဒီကနေ့အချိန်ထိ လူလူပရိုင်မိတ်ကျောက်ပြည့်ရွှင်10မျိုးနဲ့အဆက်နိုင်ပရိုင်မိတ်2မျိုးစုစုပေါင်းရုပ်ချွင်း10မျိုးကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ နိုင်ငံတကာသုတေသနစာဆောင်များမှာဖော်ပြမှတ်တမ်းတင်ထားပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံလေပိုင်းရှိအေယာဝတီကျောက်ပါစုမှာလည်း၂008ခုနှစ်မှာဒီကနေ့အထိ primate ကျောက်ဖြစ်ရုံတွင်မျိုးစား6မျိုးဖြစ်တဲ့ကိုလိုပိုင်းမြောက်မျိုးစိတ်3မျိုးနဲ့ပွန်ဂါနီလူဝင်မျိုးစိတ်3မျိုးကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။အခုလိုဒေသတစ်ခုထဲမှာပဲ primate မျိုးစုတွေအများအများတွေ့ရှိနေရခြင်းကို primate မျိုးနွယ်တွေရဲ့မူလပေါ်ထွန်းရာနေရာဖြစ်တယ်ဆိုတာကိုသက်သေပြနေတယ်လို့ဖြစ်နေပါတယ်။ မ္မမျိုးပေါ်မှာတွေ့ရှိရတဲ့ primate တွေကိုသူတို့ရှင်တန်ချက်စားခဲ့တဲ့နှစ်ကာလအလိုက်လူသားရဲ့စင်ခဲဖြစ်စဉ်တမိုင်းမှာထည့်သွင်းရမယ်ဆိုရင်ကြောက်ပြုတ်ကျွင်းအထောက်အထားတွေကလွန်ခဲ့တဲ့နှစ်တန်း60ကာလမှာ primate တွေရဲ့ရှေ့ပြေးသတ္တဝါတွေပေါ်ပေါက်လာခဲ့ပါတယ်။ Eocene ကာလအလယ်ပိုင်းနှစ်တန်း40လောက်မှာမြန်မာနိုင်ငံမှာတွေ့ရတဲ့ Eocenius ပုံတော်ကြီးဟာ Amphipithecus ဘဟင်းနီးယားမြန်မာပိသိကဂန်လေယာမီဂါဂန်နေတာအာဆီယံပိသိကမြန်မာရန်စစ်နဲ့အာဖရိစီယာစတဲ့ လူလူပရိုင်မိတ်တွေအဖြစ်ဖွံ့ဖြိုးလာခဲ့ပါတယ်။အဲ့ဒီပုံအောင်ပရိုင်မိတ်တွေကလည်းအော်လီဂိုဆင်းကာလာနောက်ပိုင်းလွန်ခဲ့တဲ့နှစ်ပေါင်း33သန်းမှာအာဖရိကမှာတွေ့ရတဲ့လူလူပရိုင်မိတ်တွေအဖြစ်ကိုတိုးတက်ရောက်ရှိလာပါတယ်။မိုင်ယိုဆင်းကာလာနှစ်သန်း20ခန်းရောက်မှာအိန္ဒိယနိုင်ငံမှာတွေ့ရတဲ့စီဘာပိသိကတ်လိုလူလူပရိုင်မိတ်အကောင်ကြီးတွေဖြစ်ဖွံ့ဖြိုးလာခဲ့ပါတယ်။သူ့နောက်20သန်းနဲ့8သန်းကြာမှာကိုရပိသိကတ်လိုခေါ်တဲ့လူလူမျိုးရင်းဝင်ဟော်မနစ်ကိုအေယာရီကြောက်လွားစုမှာ တွေ့ရှိခဲ့ရပါတယ်။အဲ့ဒီကနေနှင်းကားသန်းလောက်ရောက်မှာဩစတြေးလျပိသိကတ်လိုအစစ်မဲ့လူလူမျိုးနော်တွေအဖြစ်တိုးတက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်တသမာ6သန်းလောက်မှာလန်နဂရီယာတွေပြုလုပ်ကြတွေ့ရမှာမရှိမဖြစ်အရေးပါတဲ့ opposite stance လို့ခေါ်တဲ့စောက်ကင်နဲ့လက်မတွေဖွံ့ဖြိုးလာခဲ့ပြီးတော့နှစ်နှစ်သန်းခွဲမှာ homo habilis လို့ပထမဆုံးရှေးဦးလူသားတွေပေါ်ထွန်းလာခဲ့ပါတယ်။နှစ်တသမာ8သန်းကနေ၄သိန်းကြာကာလမှာ မတ်တရက်ပြီးပြေးလွှာအမဲလိုက်နိုင်တဲ့ဟိုမိုအီရက်တက်လိုရှေးခေတ်လူတွေဖြစ်ပေါ်လာခဲ့ပါတယ်ကျွန်တော်တို့မိတ်ဆွေတို့လိုခေတ်သစ်လူသားတွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သိန်းကာလမှာစတဲ့ပေါ်ပေါက်လာခဲ့ပါတယ်လူသားစာမြန်မာကဟုတ်ပါသလားဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်2001ခုနှစ်ဧပြီလ20ရက်နေ့ကလူလူပရိုင်မိတ်များနဲ့ပတ်သက်တဲ့ပြည်ပဆိုင်ရာညီလာခံတစ်ခုကိုအမေရိကန်ပြည်ထောင်စုမှာကျင်းပခဲ့ပါတယ် အဲ့ဒီနီလာခံကို Anthropoid Origin Symposium လို့ခေါ်ပြီး American, Germany, ပြင်သစ်, Japan, Hong Kong, မြန်မာနဲ့ထိုင်းနိုင်ငံတို့မှပညာရှင်များတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီနီလာခံမှာသုတေသနစာတမ်းတွေဖတ်ကြားပြီးဆွေးနွေးညှိနှိုင်းမှုတွေဆက်လုပ်ကြတော့မြန်မာပြည်သူကမှရှိတဲ့ရှေးကြတဲ့လက္ခဏာရပ်တွေကြောင့်လူလူ primate တွေရဲ့ရှေးပြေး primate Proto Anthropoid ဖြစ်ဆွေးနွေးညှိနှိုင်းအတီးပြတ်မှတ်ခဲ့ကြပါတယ်။အခုလူတွေမြင်နေကြတဲ့လူသားမျိုးနွယ်အစမြန်မာကဆိုတာ လူသားတွေကမြန်မာလူမျိုးတွေအနေနဲ့စတဲ့ဖြစ်ပေါ်လာတယ်လို့ပြောတာမဟုတ်ပါဘူး။လူသားမျိုးနွယ်ရဲ့မူလအစရှေးကြဆုံးလူလူပရိုင်းမိတ်တတ္တဝါတွေကိုမြမအမည်ပေါ်မှာရှာဖွေတွေ့ရှိခဲ့တာမို့လို့တင်စားပြောကြတဲ့သဘောသာဖြစ်ပါတယ်။ဒီကောင်ကျောင်းအနေနဲ့ပြောရရင်မြမနိုင်ငံမှာတွေ့ရှိခဲ့ရတဲ့ primate တွေကအဆက်ဆက်တိုးတက်ပြောင်းလဲမှုသမိုင်းမှာရေးပါတဲ့လမ်းဆောင်လမ်းကွာအခြေအနေတွေမှာတည်ရှိနေပေမဲ့လက်ရှိမှာတော့ပျောက်ဆုံးနေတဲ့ဂွင်းဆက်တွေရှိနေပါသေးတယ်။အဲ့ဒီဂွင်းဆက်တွေကိုဖြစ်နိုင်မှုဆိုရင် လွန်ခဲ့တဲ့နှစ်သန်းပေါင်း34သန်းကနေ23သန်းကြာအော်လီဂိုဆင်းကာလာနဲ့လွန်ခဲ့တဲ့နှစ်5သန်းကနေနှစ်သမ5သန်းကြာပလိုင်ယိုဆင်းကာလာမှာရှင်းတန်းကျဆားခဲ့တဲ့လူနဲ့ပုံမှုနီးစပ်လာပြီးဖြစ်တဲ့ primate တတဝါတွေရဲ့ကြောက်ဖြစ်ရုံကျွင်းတွေကိုဆက်လက်ရှာဖွေသုတေသနပြုဖို့လိုအပ်နေပါသေးတယ်။မြမမြေပေါ်မှာလူလူ primate တွေဘဝကနေခေတ်သစ်လူသားအဆင့်အထိအစဉ်အဆက်နေထိုင်ခဲ့ကြောင်းကိုပိုပြီးတိတိကျကျသတိပြနိုင်ဖို့ခွင်းဆက်ကြောက်ဖြစ်ရုံကျွင်းထောက်ထားတွေကို AR ကြောက်ပါစုတွေနဲ့ မြန်မာနိုင်ငံအနှံ့ပြားမှာတည်ရှိနေတဲ့တဘာဝနိုင်ငံတွေမှာဆက်လက်ပြီးသုတေသနပြုရှာဖွေကြဖို့လိုအပ်နေပါသေးတယ်လို့တင်ပြရင်းဒီဗီဒီယိုလေးကိုနေကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။